ပရိသတ်များအလုံးမဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ Me Audio Book Channel လေးအနေနဲ့ကြိုဆိုလိုက်ပါရရှင်။ဒီနေ့မှာတော့ပရိသတ်ကြီးတွေနားဆင်ဖို့အတွက်စာရင်းသူလူဦးဟန်ရှိသားထားတဲ့ရေကန်ဆောင်ဆိုတဲ့ဇာတ်လမ်းလေးကို တင်ဆက်ပေးချင်ပါရရှင်။ဇာတ်လမ်းလေးမစားခင်မှာတော့ကျမတို့ရဲ့ Channel လေးကို Like ရယ် Subscribe လေးလုပ်ပြီးဒေနာ Notify Bell လေးကိုနှိပ်သွားပေးဖို့တောင်းဆိုချင်ပါရရှင်။ဟုတ်ကဲ့ပါပရိသတ်ကြီးရှင်ဇာတ်လမ်းလေးကိုစတင်ပေးလိုက်ပါပြီ။ ကောင်းငင်ရံတွင်တိမ်များဖုံးကဲ့နေတာကြောင့်ရေးရေးများသာပေါ်နေတဲ့လောက်ကိုအောင်ထူးမော့ကြည့်လိုက်တယ်။အဝေးစီမှခွေအောင်သားလွဲ၍ပဝင်းချစ်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေတယ်။ရေကန်ကြီးအနီးသို့ရောက်ကြတဲ့ကအောင်ထူးစိတ်လှုပ်ရှားနေတယ်။လုံးတဲ့မလုံးတဲ့စဉ်စားရင်တနေ့လုံးကြီတုံချတုံဖြစ်နေခဲ့တယ်။မိခင်ကိုစိတ်ကူရံငွေလိုနေတဲ့အတွက်ကြံရမရဖြစ်နေခဲ့တယ်။မိခင်ခံစားနေရတဲ့ဝေဒနာကိုလက်ပိုက်ကြည့်မနေနိုင်တော့ပါ။ နာကျင်ကြိုက်ခဲ့ပြီးညင်းညူနေတဲ့မိခင်ရဲ့အတန်ကိုကြားတိုင်းအောင်တူးစိတ်မကောင်းဖြစ်ခဲ့ရတယ်။မိသည့်ယောဂါဆိုတာကိုသိရှိနိုင်မှုစေကံပြမှဖြစ်မယ်။စေကံပြဖို့ဆိုကြည်ရလဲပတ်စံရှိမှဖြစ်မယ်။ဒီတနေ့လုံးအလောက်ကင်အစင်မပြေတာကြောင့်ငွေကြေးလည်းမစုဆောင်နိုင်ခဲ့။တနေ့ရတဲ့လောကကတာမီနေရဝန်းစာရေးအတွက်ပင်နောက်ငါချင်းမရှိ မိခင်ရဲ့ဝေဒနာကိုသက်သာစေရန်စေမီတို့နဲ့ကုသခဲ့ဒီမှာလာအတော်ကြာခဲ့ပြီဖြစ်တယ်။ မသက်သာတဲ့အပြေတနေ့တကြားပုံမဆိုးဝလာတာကြောင့်စေကုသရဲ့ကြံရတော့တယ်။ရေခဲကြီးကလာရောက်ရေရေအောင်မှငိန်တက်နေတယ်။ရေခဲကြီးနဲ့နီးတက်တဲ့နီးလာတိုင်းအောင်ထူးရှင်နေခုံကဒူးတုံလာတယ်။ထိုရေခဲကြီးကနာမည်ဆိုးနဲ့ကြော်ကြားတဲ့ရေခဲကြီးဖြစ်တဲ့ရခင်ကတောက်သုံးရေခဲအဖြစ်တည်တယ်စွာရှိခဲ့ဘူးပါတယ်။ညနေဆောင်ဆိုပါကရေခဲသူများနဲ့စီကားခဲ့ဘူးတယ်။ထိုရေခဲမှရေကိုကညွတ်ကွင်းရာနဲ့ကြုံကြရွရနှစ်ရွာစလုံး တောက်သုံးရေအတွက်အသုံးပြုခဲ့ကြရင်ယခုခါမှာတော့ရေကန်ကြီးဟာအသုံးမပြုကြတော့ဘဲတောက်ရေသုံးရေအတွက်ရေရင်းများတူးဖော်ထားကြတယ်ထိုရေကန်ကြီးကမိသည့်ချိန်ကလေးကရှိနေခဲ့တာဟုအောက်တူးမသိသလိုကညိုကွင်းရနဲ့ကတို့ရွာမှရွာသူရွာသားများလည်းမသိကြကညိုကွင်းရနဲ့ကျုံကတို့ရွာနေရကြတွင်ထဲထဲဝါဝါတရှိနေတဲ့ရခင်ကအလွန်လှပတဲ့ရေကန်ကြီးဖြစ်ခဲ့ပါတယ်ညနေဆောင်သာမက လာတာတဲ့ညအချိန်များပင် ကံမာမော်တွေချိန်တွေးကြတဲ့ချစ်သူများလည်းရှိခဲ့ကြတယ်။ရေကပက်လေတွေတစ်ပေကြီးများအိုးအိုးဆိုင်ဆိုင်ရှိနေတာကြောင့်နေအလွန်ပြင်းတဲ့နေလန်နေကင်းများတွင် အရှိခိုနာသူများလည်းရှိခဲ့ကြတယ်။ယခုအခါမှာတော့ညနေဆောင်တာနဲ့ရေကကြီးအနီးတို့ပင် လာရောက်ဝင်သူမရှိတော့ထိုရေကကြီးကိုအတုံးမပြူကြတော့တဲ့အကြောင်းရင်းများလည်းရှိနေခဲ့ပါတယ်။လွန်ခဲ့တဲ့၈နှစ်ခန့်ကထိုရေကံမော်တွေလူတက်မှုတစ်ခု ဖြစ်ခဲ့တယ်။တုံးလောင်းပြိုင်တည်ဆုံးခဲ့တဲ့ထိုရေကံကြီးကထိုချိန်မှစတင်ပြီး ြည်သူမှမသွားမလာရဲလောက်အောင်အလွန်ချောင်းလန့်ခဲ့တယ်။တည်ဆုံသွားကြသူများကလည်းအခြားကြောင့်မဟုတ်ကံ့ညွတ်ကွင်းရမှကိုလူအေးနဲ့ကျုံကတို့ရမှမတ်မူမူဆွေတို့ဖောက်ပြန်ပြီးညအချိန်၌ကံမောင်ပေါ်တွင်ချိန်တွေ့နေကြတဲ့အခါမတ်မူမူဆွေရဲ့ခင်မောဖြစ်သူကိုအောင်လှသိရှိသွားပြီးမတ်မူမူဆွေနဲ့ကိုလူအေးတို့အသေးသက်ကခေါင်းများကိုဖြတ်ပြီးအလောင်းနဲ့ခေါင်းများကိုရေကန်ထဲသို့ပြစ်ချခဲ့တယ်။ထို့အတူသူ့ကိုယ်သူလည်းထိုနေရာမှာပင်တတ်သိခဲ့တယ်။ လူသားမှုဖြစ်ပြီးတလားခန့်ကြာတွင်ထိုရေကန်ကြီးအနီးသို့ညအချိန်ဖြတ်တန်းသွားခဲ့ကြတဲ့ကိုဝင်းမြင့်နဲ့ကိုတောင်းဟန်တို့နှစ်ယောက်အသက်လူပြေးခဲ့ရတယ်။ချောက်လန့်မုံကလည်းကျမ်းပါတယ်။ကျုံကတို့ကြီးရွာမှာကိုဝင်းမြင့်နဲ့ကိုတောင်းဟန်တို့နှစ်ယောက်ကညုတ်ကင်းရွာတွင်အရက်လာတော့ကြပြီးရွာတို့ပြန်တဲ့အချိန်တွင်ည10နာရီခန့်ရှိနေပြီဖြစ်တယ်။ရေကန်ကြီးအနီးသို့ရောက်တဲ့အခါကိုတောင်းဟန်အားအနောက်မှစောင့်တုံးလိုက်တာကြောင့်အရှိတို့လဲကြသွားတယ်။ ကိုတောင်းဟန်လဲကျသွားတာကိုဘေးချင်းရှင်ရဲ့အတူလျှောက်လာကြတဲ့ကိုဝင်းမြင့်ကအယံမူပြီးလဲကျသွားတယ်ဟုထင်မှတ်ပြီးကိုတောင်းဟန်ကိုစွဲထုတ်လိုက်တဲ့ချိန်မှာပင်ကိုဝင်းမြင့်ရဲ့လက်အားလက်မဲကြီးတစ်ခုကဆုပ်ကိုင်းလိုက်တယ်။လက်ကိုသားမြင်ရပြီးအကောင်အထည်ကိုမမြင်ရတာကြောင့်ကိုဝင်းမြင့်လည်းအော်ဟစ်ဆဲဆိုလေတော့တယ်။ထိုစင်မှာပင်ကံမောင်ပေါ်မှတရွေ့ရွေ့ဆင်းလာနေတဲ့အရာတစ်ခုကိုကိုဝင်းမြင့်မြင်တွေ့လိုက်ရတယ်။ထိုရာကလူတယောက်မဟုတ်ကြောင်းတတိထားမိလိုက်တာကြောင့်အခြေအနေကိုသဘောပေါက်သွားပြီး ကိုတောင်ဟန်ကိုအတင်းဆွဲထူလိုက်စဉ်ရုတ်တရက်မျက်နှာချင်းဆိုင်ပေါ်လာတဲ့အရာကိုမြင်တွေ့လိုက်ရတော့တယ်။တကူလုံးမဲမောင်နေပြီးခေါင်းပြက်နေတဲ့အရာကိုမြင်တွေ့လိုက်ရတာနဲ့ကိုတောင်ဟန်နဲ့ကိုဝင်းမင်းတို့ကြွားတို့အမြန်ပြေးလေတော့တယ်။ကိုတောင်ဟန်နဲ့ကိုဝင်းမင်းတို့ချောင်းလန့်ခံရတဲ့တရင်ကကျုံကတို့ရွာနဲ့ကညုတ်ကွင်းရွာတွေပြန့်နှံ့သွားခဲ့တယ်။ထို့အကြောင်းကိုမယုံကြည်သူတွေကတော့ကညုတ်ကွင်းရွာမှာဥဆုံဝင်းဖြစ်တဲ့ဥဆုံဝင်းကအချောင်းလန့်မရှိသူတယောက်ဖြစ်တဲ့အပြင် တိုင်းပညာလဲတက်ကြွသူမှုထိုနေရာသို့တရင်ကျော်လာပညာတွင်တွားရောက်ရန်ကာလာသားများနဲ့အလောင်းအစားထပ်ပြီးစိန်ခေါ်လိုက်တော်တယ်။ကိုစုံးဝင်ဟုတ်မှလဲလုံတော့တောင်းဟန်တို့တောင်တေးပြေးရှင်ပြေးပြေးခဲ့ရတာ။ကျုပ်ကကြောက်တတ်တဲ့ကောင်မဟုတ်ဘူးဆိုတာခမားလဲတည်သားနဲ့ကိုဖိုးတူရာအောင်လားကကြောက်တတ်ပဲပါ။အောင်လားလို့တက်အပ်ပြောလို့မရဘူးလေဗျာ။အောင်လားဆိုရင်တော့ဘဝချားနေပြီ။မမြင်အပ်တဲ့လောကသားတွေကိုခမားတတ်တဲ့တိုင်းပညာနဲ့တိုက်ခိုက်လို့မရဘူးကိုစိုးဝင်။ကျုပ်သိပါတယ်။ ျုပ်ကတိုင်းပညာနဲ့တိုက်ခိုက်ဖို့မဟုတ်ဘူးတတိပြကျင်လို့ဟိုကောက်တောင်းဟန်တို့ကသွေးမှမရှိတာသူ့နေရာနဲ့သူတော့ရဲကြပါရဲ့ဗျာကျွန်တော်ကမလုပ်တင်တာကိုမလုပ်ဖို့တတိပေးယုံမှာကျန်တာကတော့ခမရအပိုင်းမဲ့ကိုစိုးဝင်းကျုပ်ကစိန်ခေါ်ပြီးသွားရင်ဘာမခတ်တတ်ဘူးသဘောပဲဗျာတရင်ကျော်လာပညာမှုကောင်းငင်ထမလာမင်းကြီးကထိန်ထိန်သာနေတယ်တက်ကြီးကောင်းချချိန်နဲ့ဓာရှိတလက်ကိုကြောရင်လဲထားတဲ့လူတယောက်ကညွတ်ကွင်းရွာဘက်မှာ ရေကန်ကြီးစီတို့ခြေလမ်းတော်တော်နဲ့ရှောက်လာနေတယ်။တိတ်ဆိတ်တဲ့မြောင်ဦးရံတွင်ကညုတ်ခွင်းနဲ့ဂျုံကတို့ရွာတို့ဆက်သွယ်ထားသည့်လမ်းပေါ်မှာမိမိကိုမိမိယုံကြည်ချက်အပြည့်နဲ့ရေကန်ကြီးစီတို့ရှောက်လာနေတဲ့တက်ရှိလူသားတဦးကဦးစုံဝေးဖြစ်ကြောင်းပြောစရာမလိုတော့ရေကန်ကြီးတို့ရောက်တာနဲ့ဦးစုံဝင်းကခါထောက်ကပဝင်းချင်းကိုအသေးချာကြည့်နေတယ်။ကံမောင်ပက်လယ်မှကိုကိုပင်ပြင်းမပင်နဲ့ဘန္နာပီကြီးများကလာရောက်အောက်တင်းငိမ့်တက်နေတယ်။ကံရီပင်ပေါ်သို့လာရောက်ဆန်းထားတာကြောင့် ရေကန်ကြီးတစ်ခုလုံးထင်ထင်ရှားရှားမြင်တွေ့နေရတယ်။ငွေရောင်ဖွေးဖွေးငကြေးများကရေပြင်ပေါ်သို့တစ်ချက်တစ်ချက်ခုံပြတ်တက်ကပျော်မြူးနေကြတယ်။ရုတ်တရက်ရေကန်ထဲမှကျဲလောင်တဲ့အတန်နဲ့အတူလက်တစ်ဖက်ပေါ်လာပြီးရေပြင်ကိုရိုက်ပုတ်နေတာကိုမြင်တွေ့လိုက်ရတာကြောင့်ဥဆုံဝင်းမျက်မှောင်ကုတ်ကထူအရာကိုစူးစူးဆိုက်ဆိုက်ကြည့်နေလေတယ်။ထို့အချိန်မှာပင်နောက်ကျောဘက်မှခြေတံကြား၍ကြောရည်လွှဲထားတဲ့ဒက်ရှီကိုအလင်းအမြန်ဆွဲထုတ်ပြီးနောက်သို့လဲလိုက်တဲ့ချိန်တွင် မလန်မကန်ရှိဗန္နာပင်ကလေမတိုက်ပဲတိရွတ်တိတ်ကိုင်းများလှောက်ခါသွားတာကိုမြင်တွေ့လိုက်ရတယ်။ခွေးမသားတရေငါ့ကိုလာမချောက်နဲ့ဟဲ့ကငါမကြောက်တတ်ဘူး။ဦးစိုးဝင်းရဲ့စကားမဆုံးခင်မှာပင်ဗန္နာပင်ကြီးပေါ်မှာမဲမဲတရံကြီးတစ်ခုမြေပြင်ပေါ်သို့ခုန်ချလာတယ်။ကြီးမားတဲ့ခန္ဓာကိုယ်ကမြေပြင်ပေါ်သို့ကျလာတော့လဲအတန်မကြားရ။ဦးစိုးဝင်းကဓာတ်ကိုအသင့်ပြင်ပြီးမဲမဲတရံကြီးကိုမျက်တောင်မခတ်စက်တန်းကြည့်ပြီးရင်ဆိုင်ရန်အသင့်ပြင်ထားလိုက်တယ်။ မမဲတရံကြီးကတိပင်းအောင်မမရွေပဲရက်နေတာကြောင့်ဦးစိုးဝင်းစိတ်မရှိတော့ဟဲ့ကောမင်းဘယ်သူလဲတတိရှိရလာလီကွာဦးစိုးဝင်းစိတ်ခေါ်လိုက်တော့လဲမမဲတရံကြီးကနေရာမမရွေတာကြောင့်ဦးစိုးဝင်းစိတ်တို့လာလေတဲ့မင်းမလာရင်ငါလာမယ်ဟဲ့ကောဦးစိုးဝင်းကပြောပြောဆိုဆိုနဲ့ဓာတ်ကိုတင်းနေစုပ်ကိုင်းကမမဲတရံကြီးရှိရာတို့ခြေလမ်းမှန်မှန်နဲ့ရှောက်သွားလေတဲ့ မမဲတရံကြီးအနီတို့ရောက်ကန်ဒီမှာပဲနောက်ကျောကိုအချိန်ပြင်းပြင်းနဲ့ရိုင်းနဲ့ခံလိုက်ရတဲ့ဖြစ်နောက်တို့ရုတ်တရက်လှဲလိုက်ပြီးဓားဖြစ်ဝိုက်ပန်းလိုက်တယ်။သို့ပါတော့လဲနောက်ကျောဘက်မှာတယောက်တလီမှာပဲရှိမနေတာကြောင့်ဦးစုံဝင်းရဲ့ဓားချက်ကအချိန်နှင်းသာဖြစ်ခဲ့တယ်။ဘယ်ခွေးမှသာလဲကွတတ္တိရှိရလူလုံးပြစမ်းမှာဦးစုံဝင်းကဓားကိုဝေရပြီးစိန်ခေါ်လိုက်စင်မှာပဲမျက်နှာချင်းဆိုင်မှာမမဲတရံကြီးကဦးစုံဝင်းထံသို့တဟုန်တို့ရောက်လာပြီးဦးစုံဝင်းကိုတိုက်ခိုက်တော့တယ်။ မဲမဲတရံကြီးရဲ့တိုက်ခိုက်မှုကဦးစိုးဝင်းရဲ့ခန္ဓာကိုယ်ပေါ်သို့အဆက်မပြတ်ကြားရောက်နေတော့လေဦးစိုးဝင်းရဲ့ဓာချက်ခြေကန်ချက်နဲ့လက်သီးများဒီထဲတွင်သာပြန်ဝဲသွားကြတယ်အချိန်ကြာလာတာနဲ့အမြဦးစိုးဝင်းလည်းမောလာပြီနာနာဘဝနဲ့ရှင်ပြိုင်တိုက်ခိုက်ရန်မဖြစ်နိုင်တော့ကြောင်းလည်းသဘောပေါက်လာခဲ့တယ်ခန္ဓာကိုယ်တစ်ခုလုံးနာကျင်နေလေပြီမိတို့ပဲဖြစ်စေထိုနေရာမှာအမြန်ပြေးရန်ဆုံးဖြတ်လိုက်ပြီးပြေးမီပြုစင်မှာပဲခေါင်းမပါတဲ့ခန္ဓာကိုယ်နှစ်ခုကပြေးလန်းမော်ရင်ရက်နေတာကြောင့် ဓာတ်ကိုဝေရက်ကဖောက်ထွက်ပြီးပြေးလေတော့တယ်။မဲမဲတရံကြီးကနေရာမှာပဲကြံရိတ်ခဲ့တော့လဲခေါင်းမပါတဲ့ခန္ဓာကိုယ်နှစ်ခုကအနောက်မှလိုက်လာတာကြောင့်ဥဆိုးဝင်လဲဓာတ်ကိုကြည့်ကြည့်ပါအောင်ဆုပ်ကရွာတို့အမြန်ပြေးရတော့တယ်။ခေါင်းမပါတဲ့ခန္ဓာကိုယ်နှစ်ခုကရွာထိတ်တွေကြံရိတ်ခဲ့မှဥဆိုးဝင်လဲတက်ပြေးချနိုင်တော့တယ်။ကိုတောင်းဟန်ကိုဝင်းမြင့်နဲ့ဥဆိုးဝင်တို့ချောင်းလန့်ခံရတဲ့အကြောင်းကဟိုးလေးတကြောဖြစ်ခဲ့ပြီးနေ့လယ်နေ့ခင်းနေပူပြင်းသည့်တိုင်ရေကန်ပေါင်မှတစ်ပင်များအောက်တွင် အရေးကိုနားဝဲသူမရှိကြတော့ရေပြင်ပေါ်သို့ခုံပြန်နေကြတဲ့ငါးမြောက်ကိုကြည့်ပြီးအောင်တူးသဘောကျနေမိတယ်။ငါးမြောက်ကအကောက်တော်တော်ကြည့်ပြီးအလေးချိန်စီးမိမှသေချာလွန်းနေ။မိခင်ကြီးစေကူဘိုးကအရေးကြီးတာကြောင့်ကြောင်ရုံစိတ်ကိုဖြေဖြောက်ကငါးမြောက်တန်သုံးချောင်းမှငါးမြောက်ကျိတ်တွေငါးစာတက်လိုက်တယ်။ရေကန်ဆက်တွေရှိတဲ့ဗေဒာပင်ကြီးများကြမှခုံတက်လာတဲ့ငါးကြီးများကြောင့်အောင်တူးလဲဖြန့်သွားတယ်။ဗေဒာပင်များလှုပ်နေတာကြောင့်ဗေဒာအုပ်သေးတွေငါးမြောက်ရှိနေမိဖြစ်ကြောင်း အောက်ထူသဘောပေါက်တဲ့ဖြစ်ငားများတန်သုံးချောင်းကိုရေစက်တွေထိုးဆိုင်လိုက်တယ်။ထိုးချိန်မှာပင်ရေစက်နဲ့မနီမဝေးမှရေများလှုပ်ရှားလာပြီးလက်တရံတစ်ခုပေါ်လာတာကြောင့်အောက်ထူအထိတ်တလန်းဖြစ်ပြီးထိုင်ရမှထားရလိုက်တယ်။ကံမောင်ပေါ်မှပြေးလွှားတံများကိုကြားလိုက်ရတာကြောင့်နောက်သို့လှည့်ကြည့်မိတဲ့အခါအောက်ထူကြက်သိမ်းမွေးခြင်းများထထွားလေတယ်။ရေကံမော်တွေရက်နေတဲ့အရာတစ်ခုမှလူရိတ်တရံဖြစ်တော်လဲခေါင်းမပါတဲ့ဖြစ်ထိတ်လန့်စရာကောင်းနေတယ်။ ထိုနေရာမှထွက်ပြေးရပြင်လိုက်စဉ်ခေါင်းမပါတဲ့အရာကရေကန်ဆက်သို့တပြေးပြေးဆင်းလာနေတာကြောင့်အောက်ထူးအကြောက်လွန်ပြီးထွက်ပြေးရမေးော်နေတယ်။ဖျားကယ်တော်မူပါရေကန်ဆောင်နဲ့မင်းကိုတောင်းပန်ပါတယ်ကျွန်တော်ကိုကယ်တော်မူပါရေကန်ဆောင်နဲ့မင်းကိုကတော့ပါတယ်ကျွန်တော်ကိုကယ်တော်မူပါကျွန်တော်အမေကိုစိတ်ကူးခြင်းလို့ငားလာရှာတာပါအောက်ထူးလည်းကြောက်ကြောက်လန့်လန့်နဲ့မျက်လုံးစုံမိတ်ကလက်အုပ်ချီကတော့ပြီးယွမီရွရရွဆုံနေစဉ်ငားတဲ့တွင်အတန်တကုကြားလိုက်ရတယ်။ကောင်းလေး ဘာမှမစိုးရင်နဲ့ဟိတ်ကောင်လေးသွားကြစမ်းအတန်ကိုကြားလိုက်ရတာကြောင့်မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါအပေါ်ပိုင်းဖလာခြင်းပြီးပစိုးကွက်တော့ဝစ်စင်ထားတဲ့ရောင်တစောင်းနဲ့အဖိုးကိုမြင်တွေ့လိုက်ရတယ်အဖိုးကိုမြင်လိုက်ရတာကြောင့်အောင်တူလဲအားတက်သွားပြီးအဖိုးကိုထိုင်ကြော့လိုက်တယ်ဟူဟူတရေတွေထွက်သွားပြီလားအဖမရှိတော့ဘူးငါမောင်းထုတ်လိုက်ပြီကောင်လေးမင်းအမေအတွက်ငားလာရှာတာဆိုတာအဟုတ်ပဲလားဟုတ်ပါတယ်အဖအမေကိုစေကူဖို့ပတ်စံမရှိလို့ကြံမိကြံရကြံခဲ့ရတာပါ မိဘကိုအလုတ်ကျေးပြူတာကောင်းတဲ့အလုတ်ပဲအဘကဘေရွာကလည်းခမငါ့ကိုမမေးနဲ့ကွမင်းကဒီလိုအချိန်မှမလာတင်ဘူးလူတွေမသိအောင်လာရတာပါအဘရဲ့နေကင်းနဲ့လေလာပေါ့ကွနေကင်းဘက်ဒီရေကမှာငါးလာများတာသိရင်ကျွန်တော်ကိုပြောကြမှာစိုးလို့ပါမင်းကငါးဘဏ္ဍကောင်လိုချင်တာလဲအချိန်30လောက်ရရင်ဖြစ်မလားအမေအတွက်စေးဘွားကရရင်တော်ပါပြီအဘမင်းမေကစေးတခါကုယုံနဲ့ပြောက်မှာမို့လို့လား အမေခံစားနေရတာတတ်တာရင်ကျေနဲ့ပါပြီအပါရဲ့ကဲငားများနဲ့တင်လိုက်တော့မင်းလူချင်းနဲ့ငားတွေပေးလိုက်မယ်ဗျာအပအပကဘသူလဲခမငါ့ကိုဘာမှမမင်းနဲ့မင်းပစိုးကိုချုပ်ပြီးခင်းလိုက်ကောင်းလေးဟုတ်ဟုတ်ကဲ့အပရောင်တစောင်းနဲ့အဖိုးကိုပြောတဲ့အတိုင်းပစိုးကိုချုပ်ကမြေပြင်ပေါ်တွင်ဖြန့်ခင်းလိုက်တယ်မျက်စိမိတ်ထားကောင်းလေးငါဖွင့်ကြည့်ဆိုမှဖွင့်ကြည့်ဟုတ်ကဲ့အပအဖိုးကိုပြောတဲ့အတိုင်းမျက်စိကိုမိတ်ထားလိုက်တဲ့အချိန်မှာ ဒီကန်ထဲမှာငါးများတပြုံးမျိုးနဲ့တာကုန်နေတဲ့အတန်ကိုကြားလိုက်ရတော့တယ်။ကဲငါးတွေယူပြီးပြန်တော့။မျက်မျက်စိဖွင့်လို့ရပြီလားအဖ။အဖိုးကဒါမှအတန်မကြားရတာကြောင့်မျက်လုံးကိုမရေတရေနဲ့ဖွင့်ကြည့်လိုက်တဲ့အခါခင်းထားတဲ့ပစိုးတွေတွင်ကြီးမားတဲ့ငါးမျိုးစုံကိုတတအောမြင်တွေ့လိုက်ရလေတော့တယ်။ငါးများငြိမ်သက်နေပြီးဗဟန်များဟာကအသက်ရှူနေကြတယ်။အဖိုးကမိတို့မိပုံငါးချပေးသည်ကိုမသိတော့လဲ။ကျေးဇူးတင်တာကြောင့်အနီးနားတွင်ရှာပွေရအဖိုးကိုမတွေ့ရတော့ အောက်ထူလဲငားမြအူပစိုးနဲ့ထုတ်ကစီးနောင်ပြီးထိုနေရာမှအိမ်တို့အပြေးပြန်လာတော့တယ်။ကောင်းလေးရေကောင်ကိုနောက်ထပ်မလာနဲ့တော့။ဟာဟိုနေရာအဘမဟုတ်လား။အေးအဘကိုကျေးဇူးတင်လို့လိုက်ရှာတာမတွေ့တော့ဘူး။အဘကိုကြော့ပါတယ်။ကြော့စရာမလိုပါဘူး။မင်းကမိခင်ကိုတီးတက်လို့ငါကူညီပေးလိုက်တာ။နောက်တကရေကောင်ကိုညာဘက်မလာနဲ့တော့။ဟိုတုံးကောင်ကလူစားလဲဖို့အချိန်တန်နေပြီ။မင်းကန်ကောင်းသွားတယ်မှတ်ပါ။ဟုတ်ဟုတ်ကဲ့အဘမလာတော့ပါဘူးခင်ဗျာ။ အဖဘမနေတယ်ဆိုတာကျွန်တော်ကိုပြောပြလို့ရရင် ပြောပြပါလားအေးငါအဲ့ဒီရေကန်ပိုင်ရှင်မဲဗျာအဲ့ဒီရေကန်ကိုငါတို့မိသားစုတူးခဲ့တာတူးတော့ကတော့ကံအခုလောက်မကြည့်သေးဘူးနှောင်းလူတွေထတ်တူးချဲလို့အခုတော့ကြီးကျယ်သွားတာရေကန်ရဲ့တက်တာနှစ်ပေါင်း200နီးပါးရှိနေပြီဗျာအဖအဖငါအဲ့ရေကန်ကိုစောင့်နေသူမဟုတ်ပါဘူးငါရေကန်မို့လို့ငါနေရာမှာနေနေတာဗျာဒါဒါဆိုအဖကနတ်လားနတ်တော့မဟုတ်ဘူးကောင်လေး ကံမစိတ်ထိတကူရှိတဲ့ပုံသားပေါ့ကွ။ရေကန်ဟူညဘက်ငားလာမများနဲ့တော့။ဟုတ်ဟုတ်ကဲ့ပါ။ငါသွားတော့မယ်ကောင်းလေး။ဟုတ်ဟုတ်ကဲ့ပါ။တပြေးပြေးပျောက်ွယ်သွားတဲ့အဖိုးကိုမျက်စိတစုံကြည့်နေရင်ခေါင်းရင်မကြက်တော်နာကြောင့်လန်လို့လာခဲ့တယ်။အိမ်မက်ထဲတွင်အဖိုးအိုနဲ့တွေ့ဆုံပြောဆိုခဲ့ကြည်များအပြင်တွင် ပြောဆိုနေရသလိုထင်ထင်ရှားရှားရှိနေတယ်။အဖိုးကရေကန်စောင်းနဲ့လည်းမဟုတ်တဲ့ဖြစ်မြည်သည့်ပုံသားဖြစ်ကြောင်းအောက်ထူနားမလဲပါ။ သို့တော်လည်းအဖိုးကိုကျေးဇူးတင်မိတယ်။အဖိုးကိုပြောစကားအရထူရီကန်ကြီးကနှစ်ပေါင်း200ခန့်ရှိပြီဆိုပါက အဖိုးရဲ့အသက်ကရာကျော်ခန့်ရှိပေလိမ့်မယ်။လေးကျတုံနေပြီမို့မြို့တက်၍ငားများရောင်းချရင်အိယာမလူလဲထားလိုက်တော်တယ်။လူလေးလူလေးပြောဖို့အရာဆိုရင်အဲ့ဒီလူကြီးကပိတ်တာများဖြစ်နေမလားပဲ။မဟုတ်တော့ပါဘူးအမေ။ तू ကတကိုးရှိပုံရတယ်။တရဲတွေကိုမောင်းတော့လိုက်တာဗျ။ပိတ်တာမှလည်းတကိုးရှိတဲ့ပိတ်တာတွေရှိတယ်။ ရှေးရကုသိုလ်ကောင်းမှုလုပ်ခဲ့လို့တကိုးတွေရခဲ့တာဘုံပိမှန်နဲ့နေတဲ့ပိတ်တာဖြစ်နိုင်တယ်အန်ရဲများတာဘာဖြစ်လို့တော့ရတာလဲလူလေးရဲ့အမေအတွက်စေးကူဖို့ရှာတာပါအမေရဲ့အခုဆို9ရောင်းတာပတ်စံအတော်ရတယ်နောက်နေမသွားပါနဲ့အမေစိတ်မချအောင်မသွားတော့ပါဘူးအမေအဘကိုတော့တခုခုကျေးဇူးဆက်ခြင်းနဲ့ကျေးဇူးဆက်ခြင်းနဲ့နေကင်းနေလည်းပဲသွားပြီးလက်ဖက်ပွဲနဲ့ကျေးဇူးဆက်ဖို့ငါတော့မမြားပါနဲ့လူလေးရဲ့အခုတို့များပါတယ် အမေစိတ်ကူးဖို့အတွက်တတဝါတွေတည်ကြတာမလို့ချင်ပါဘူး။မများပါဘူးအမေစိတ်ချပါ။ဒါဆိုကျွန်တော်လက်ဖက်သွားဝယ်လိုက်အောင်မယ်။မြန်မြန်ပြန်လာခဲ့ဦးနော်။ဟုတ်ကဲ့မေ။မိခင်ကိုအကြောင်းစုံဖွင့်ပြလိုက်ရတာကြောင့်အောင်ထူးရှင်နဲ့ပေါ်ပါသွားတယ်။အဖိုးကိုလက်ဖက်ပွဲနဲ့ဂျေဇူးဆက်ရံဆုံးဖြတ်လိုက်ပြီးလက်ဖက်ဝယ်ရန်ရွာထဲသို့ထွက်သွားလေတော့တယ်။နေ့လယ်တနာရီကျော်မှုနေရချစ်ချစ်တောက်ပူနေတော့လဲကံပေါင်ပက်လေရှိတိပင်ကြီးများရဲ့အရေးအာဝါဒကြောင့်ကံပက်လေတွင်အေးမြနေတယ် အဘခင်ဗျာအဘကိုလက်ဖက်နဲ့ကျေးဇူးလာဆက်ပါတယ်ကျွန်တော်ငါမများတော့ပါဘူးအဘသူတပါအသက်ကိုတက်ပြတ်ပြီးအမေကိုစေမကူတော့ပါဘူးအဘဂရီပေးပါတယ်အောက်ထုကရေကန်ကိုမျက်နှာမူကလက်ဖက်ပကံကိုမြောက်၍ပြောဆိုလိုက်တယ်ထိုအချိန်မှပင်ရေကန်ထဲမှငါများရေပြင်ပေါ်သို့ခုန်တက်နေကြတာကိုတန်တအောမြင်တွေ့လိုက်ရတယ်ငါအချို့ကကုန်းပေါ်သို့တိုင်းခုန်တက်လာပြီးမြေကြီးပေါ်သို့မရောက်ခင်မလုံးမရှက်ငြိမ်သက်သွားလေတယ်အောက်ထုလည်းလက်ဖက်ပကံကိုအနီးနားရှိ တစ်ပင်ကွားစုံမတို့တင်လိုက်ပြီးရေကန်ဆက်တို့ဆင်းသွားလေတဲ့ဟာငါးတွေဟာရေကန်ဆက်ပေါ်တွင်မလုံးဝဆက်ဖြစ်နေကြတဲ့ငါးကြီးများကဘဟမဟာတော့ပဲတည်ဆုံးနေကြပြီအနည်းဆုံးအချိန်20ကျော်နှီးပါရှိမဲ့ငါးကြီးများကိုယူရခက်မယူရခက်ဖြစ်နေစဉ်အောင်သူရဲ့နားထဲမှာစကားတန်တူတူလေးကြားလိုက်ရတယ်။ကောင်လေးပန့်တကူသားကငါးတွေယူပြီးချက်ချင်းပြန်ပြီးတော့နောက်ထပ်မလာနဲ့တော့မင်းအတွက်အန္တရာယ်ရှိတယ်။ငါပြောခဲ့တာမှတ်မိတယ်မလား။ ငါကိစ္စမဟုတ်တော့ငါလည်းကဲနိုင်မှာမဟုတ်ဘူးကောင်လေးအနီးနားတွေကက်ပြောနေတဲ့တွင်းချင်းနဲ့အတန်ရှင်ကရောင်တစောင်းနဲ့အဖိုးကိုဖြစ်ကြောင်းအောင်ထူးသိပါတယ်နှစ်ပေးတွင်လည်းမြည်သူတအူးတယောက်မှမရှိတာကြောင့်ချက်သိမ်းမွေးညင်းထသွားလေတယ်ငါများတည်ယူဖို့ကပစိုးနဲ့ထုတ်ပိုးရံမဖြစ်နိုင်တဲ့ဖြင့်ချင်းောင်းယူရန်အိမ်တို့အမြန်ပြေးရလေတယ်အိမ်တို့ရောက်ရင်မိခင်ကိုအကျိုးအကြောင်းပြောပြပြီးချင်းောင်းယူပြီးရေကန်တို့ပြန်ပြေးလာတယ်ထိုချိန်မှစပြီးအောင်ထူးတယောက်အိမ်ပြန်မရောက်တော့ပါ နောက်နေ့မနက်တွင်ရွာသူရွာသားများနဲ့အတူရေကန်ကြီးသို့တွားရောက်ရှာဖွေခဲ့ရာရေကန်ဆက်တွင်ချင်းတော်ကြီးတစ်လုံးနဲ့တည်နေတဲ့ငါးမျိုးကိုမြင်တွေ့လိုက်ကြရတယ်။အောက်သူရေနစ်တည်ဆုံးခြင်းဖြစ်နိုင်ကြောင်းတွက်ဆပြီးကတော့ပွဲပြေး၍ရှာဖွေကြတော့လဲအောက်သူရဲ့အလောင်းကိုရှာမတွေ့ခဲ့ကြ။သို့ပါတော့လဲသုံးရမြောင်းနေမှဗီတာပင်များကြားမှအောက်သူရဲ့အလောင်းကိုရှာတွေ့ခဲ့ကြတယ်။အောက်သူရဲ့အလောင်းကိုမိသက်ကြိုးတဲ့နေတွင်ကညုတ်ကွင်းမှအမျိုးသမီးတအူအားအောက်သူရဲ့ဝိညာဉ်ပူကတ်ခဲ့ပါတယ်။အမေ ကျွန်တော်ရေကန်ကြီးမှာရှိနေတယ်ဟီးဘလို့ဖြစ်ရတာလဲလူလေးရေ လူလေးရဲ့အမေရင်ကျိုးရကြီးရဲ့ကျွန်တော်ငားတွေကောက်နေတော့ရေကန်ထဲကလက်ကြီးထွက်လာပြီးကျွန်တော်ကိုဆွဲချသွားတယ်အမေကျွန်တော်အဲ့မှာမနေချင်ဘူးလူလေးအမေတို့ကုသိုလ်လုပ်ပေးပါမယ်တာရုခွန်နော်ကုသိုလ်လုပ်လဲရမှာမဟုတ်ဘူးအမေရဲ့ဟီးကျွန်တော်အစာထိုးပြီးအဆောင်းလောက်ခိုင်းထားတယ်ကျွန်တော်ဘဲမှသွားလို့မရဘူးဗျအမလေးလုံးကြပါဦးကျမသားလေးကိုကယ်ကြပါဦး အောက်ထူးအတွက်အမြှပွေးဝေတော့လဲအောက်ထူးတယောက်တာထူးခေါ်ဆိုနိုင်မီလားဆိုတာကိုတော့မသိနိုင်တော့ပါထပ်မံပူကက်ခြင်းလည်းမရှိတော့တဲ့ဖြင့်အောက်ထူးတယောက်တာထူးခေါ်နိုင်လိမ့်မယ်ဟုထင်မှတ်ထားခဲ့ကြတယ်တို့ပါတော့လဲရေကန်ကြီးရဲ့ကံမောင်းပေါ်တဲ့အောက်ထူးရဲ့အရေးအယောင်ကိုနေခင်ဘက်တွင်ပဲမြင်တွေ့ခဲ့သူများရှိခဲ့ကြတယ်ထူရေကန်ကြီးတည်လဲကြောက်လန့်ယုံသားမကလူသားစားတဲ့ရေကန်ကြီးအဖြစ်နာမည်ဆိုးနဲ့ကြော်ကြားခဲ့လေတယ်ထူရေကန်ကြီးကိုအောက်ထူးစောင့်နေသည်ဟုလဲပြောဆမှတ်တွင်ခဲ့ကြတယ် ထို့ကြောင့်ဒူရီကန်ကြီးရဲ့အမိအားအောင်တူးကန်ဟုခေါ်ဆိုခဲ့ကြတယ်။နောက်တွင်ကညွတ်ကွင်းနဲ့ကြုံကရွရွာကိုသွားတဲ့ရီကန်ကြီးအနီးမှလမ်းကိုအသုံးမပြုကြတော့ဘဲအခြားနေရာမှလမ်းဖောက်ကသွားလာခဲ့ကြတဲ့အထိဖြစ်ခဲ့လေတော့တယ်။ပရိသတ်များရှင်ရီကန်ဆောင်ဆိုတဲ့ဇလန်လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်။အစောထိနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တအူးချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ပါတယ်ရှင်။